အော်အော်ခစ်ပြောင်းသွားတာလားဘလို့ဖြစ်သွားတာလဲတော့မသိဘူးပေါ့နော်အဲပြောချင်တာတစ်ခုကတော့ကျမကိုနည်းနည်းလောက်တော့လာမညွန့်နဲ့ပေါ့နော်ကျမကိုညွန့်ရင်တော့ကျမကရိုင်းတက်တယ်ပေါ့နော်အဲကျမကိုကောင်းရင်လည်းကျမဆယ်စားလောက်ပြန်ကောင်းတယ်ဘာပြောချင်လဲဆိုတော့ဝင်ထဲလာလျှောက်တာကျမကြုံတွေ့နေရတာလေးကိုပြောပြမယ်နော်ဝင်ထဲလာလျှောက်တာပေါ့နော်အဲပြောရလို့ရှင်တော့ ဝင်နန်းနာလာလျှောက်တာပေါ့နော်သူတို့အထယ်ကြီးကြီးပြက်တာလားဒါမှမပတ်စံအရန်ချမ်းသာပြီးတော့မှပဲသူများလုပ်ငန်းကိုဘလို့လှုပ်ချင်လို့စိတ်စိတ်ကူးရလဲတော့မသိဘူးနော်အဲ့လိုလူမျိုးတွေမို့လို့ဒီလိုစကားတွေထွက်လာတော့မသိဘူးကျွန်တော်ကြုံတွေ့ရတာပြောပြမယ်ပေါ့နော်ဟိုတလောကပေါ့နော်အော်ကိုကမှမနေ့ခုနှစ်နာရီလောက်ကြီးအစကားလာပြောပါဘာလာပြောတော့ဆိုကိုကမှအာယုံတွေနောက်တာပေါ့နော်အဲဈေးစကားတွေလည်းပြောပြီးပြီ ကျွန်မပြောတယ်ပေါ့နော်ဘာပြောလဲဆိုတော့ကျမအဲစားတာတောက်တာအဲ့ဒါတွေကပြီးမှရှင်းပြမယ်အဲ့ဒါတွေကပြီးမှရှင်းပြမယ်ပေါ့နော်သူမေးတဲ့စကားဘာလဲဆိုတော့ အမတဲ့ဟင်းရတဲ့တရက်ကိုတဲ့ဟင်းကောင်းပနခကျွေးတုံးတဲ့ဟင်းနေရချက်တာကောင်းရောကောင်းရဲ့လားတဲ့အပြီးရင်ပြီးရင်ဘာလဲမသိဘူးဘာလဲမသိနောက်တဲ့တခုဘာလောက်ခိုင်းတာလဲမသိဘူးအလုသမားလိုရမယ်အလုကိုသိရမလားအဲ့လိုမျိုးလာပြောတယ်ကျမလည်းပြောပြလိုက်တယ်ဘလို့ပြောလိုက်တော့ကျမတထေးခေါ်တာမဟုတ်ဘူးရှင်လို့အလုသမားခေါ်တာပါရှင်လို့ကျမအဲ့လိုပဲပြောလိုက်တယ်နော်ရိုင်းနေထင်ရင်ကျမရိုင်းနေနော်နောက်တဲ့တခုဘာလဲဆိုတော့ကျမအခုလောလောဆယ်ကျမအခုထားတဲ့အဆောင်ဒီကျမတို့အခုချုပ်ယုံလုပ်တဲ့ အဲတိုက်ရဲ့အပေါ်ထက်မှာကလေးတွေကိုထားပါတယ်ရေချိုးကန်းနဲ့အင်တာနဲ့အောက်မှာပေါ့နော်ဒါပေမဲ့အဲ့ဆောင်တီလူပြည့်သွားတာဖြစ်တဲ့အတွက်ကျမဘလို့လုတ်ပေးရလဲဆိုတော့ကျမရဲ့မျက်နှာချင်းဆိုင်နှစ်ထပ်အိမ်ကိုတလ9သိန်းနဲ့ပေးငားပြီးသူတို့နေဖို့အတွက်စီစဉ်ပေးရပေါ့နော်အဲနောက်တစ်ခုပြောချင်တာကကျမဒီအပြင်လာတဲ့ကလေးတွေနဲ့အဆောင်မနေနေစားခြင်းကလေးတွေဒီလစာအတူတူပေးထားတာနော်ပြောချင်တဲ့အတိတ်ပဲနေစားခြင်းအဆောင်မနေကိုယ့်ဟာကိုစားဖို့စီစဉ်ကြည့်တလ3000 3သိန်းလောက်လား တွေ့ကြည့်လိုက်အဆောင်ငေါကတလောက်တသိန်းလောက်ရှိရတယောက်ကိုတွေ့ကြည့်နော်မန်းလေးမျိုးပေါ့နော်စားလာတောက်တာတရက်9000လုံးတဲ့အတွက်တလောက်ကိုတသိန်းခွဲနှစ်သိန်းခွဲအနည်းဆုံးရှိရရှင်ကျွန်မအဲ့ဒါကို free season ပေးတာနော်အဲဘလို့ဖြစ်လာလဲဆိုတော့ဝင်တဲ့တချို့ကဘလို့လဲဆိုတော့ကျမဒီအပေါ်ထက်ကအဆောင်ကပြည့်နေတော့မျက်နှာချင်းဆိုင်အိမ်မှာပေါ့နော်ထားတော့အိမ်မလို့တဲ့အန်အောလို့မှမစုံနော်အဲ့လိုပတ်စံနေချမ်းသာနေပြီးတိုက်ကြီးတာကြီးတွေနဲ့နေကြရင်သူများလုံးမလုံးနဲ့တော့လေကိုပိုင်လုံးပဲလုံးလိုက်ကြတော့လေအမတို့ရဲ့မဟုတ်ဘူးလားနော် ဒါဟိုစုတ်ပြတ်တက်နေတဲ့အိမ်လည်းမဟုတ်ဘူးတလောက်5သိန်းပေးရတယ်ဆိုရင်တွက်ကြည့်လိုက်တော့ကျမတို့ဒီလမ်းချားနော်လမ်းမပေါ်မဟုတ်ဘူးလမ်းချားမှာတလောက်5သိန်းပေးရတဲ့အိမ်ဆိုတွက်ကြည့်လိုက်တော့စုတ်ပြတ်တက်နေတဲ့အိမ်မဟုတ်ဘူးအခုမှကျမအပေါ်လဲအဆောင်ပေါ်တက်ကြည့်ပြီးသွားပြီပေါ့နော်သူ့ဟာလေးနဲ့သူတက်တက်ရက်ကလေးပေါ့နော်အဲ့ဒါကိုအိမ်မလို့တဲ့ကျမစဉ်းစားလို့တော့မရတော့ဘူးဘလူးရီဖြစ်သွားကြရတော့ဘလူးရီဖြစ်သွားကြရတော့ကျမကျမဖယ်ပေးရမလားကျမနေရာကိုနေကြမလား နော်ကျမဖယ်ပေးပြီကျမအကုန်လုံးကျမအလုပ်သမားပဲလုပ်လိုက်ရတော့မလားတထေးလာလျှောက်ကြတာလားအလုပ်သမားလာလျှောက်ကြတာလားနော်အဲအဲ့လိုလူမျိုးတွေဆိုရင်ဝန်တန်းလာမလျှောက်ပါနဲ့ချုပ်ပြောထားပြီနော်ကျမသည်နော်မေတ္တာနဲ့ပဲအကုန်လုံးကိုအုပ်ချုပ်တာကလေးတွေအခုချုပ်ယုံလှုပ်လာသမျှကျမတို့ကိုလေစူပူချင်းငောက်ပြီးတော့ ဲ့လိုပြောလက်တဲ့အလုပ်ရှင်မျိုးမဟုတ်ဘူးเนาะအကုန်လုံးမြစ်တာနဲ့အုပ်ချုပ်တာအခုလဲဒီဗီဒီယိုကိုကျမကလေးတွေဝင်ကြည့်လိုက်မယ်เนาะဝင်ကြည့်ရင်သိလိုက်မယ်เนาะကျမအရင်လာဒီ360ရှုံးတယ်ကလေးတွေကျမတစ်ချက်မစုဘူးအထဲတွေဘလို့မထွက်လို့ဆိုတစ်ချက်မပြောဘူးဖီးအားတစ်ချက်မပေးဘူးအမတော့ဒီလိုဖြစ်တယ်เนาะညီမလေးတို့အမကိုမြမလေးတော့တူးချုပ်ပြီးเนาะအဲ့လိုတူးချုပ်ပေးရုံနဲ့ပြောရုံနဲ့မကဘူးအော်သူတို့အော်တူးချုပ်ပေးတာဖီးအားလေးတစ်ခုဖြစ်အောင်တွန်းအားလေးတစ်ခုဖြစ်အောင် ကျမဘယ်လိုပြောလဲဆိုတော့တမီးတို့အမမြက်တယ်ဆိုလို့ရှိရင်တလောက်သိန်းတရာမြက်တမီးတို့5% 5%ငါသိန်းပုံဘူးပြန်ပေးမှာเนาะအဲ့ဒါလာခတွေရက်မှန်ကြီးတွေအပြင်ကိုတက်တက်ကိုမုံဘူးပေးမှာအမရဲ့အမြက်ထဲကခွဲပြီးတော့เนาะသူတို့လေးတွေလည်းစိတ်ပျော်ရွှင်အောင်အထင်မြင်များလဲထွက်အောင်ကိုကနော်စူဖို့ဆိုတာဝေးရောအိမ်ကလူတွေဆိုလဲစူရှင်တမီးကိုလာပြောတမီးဘာသာစူမယ်ကလေးတွေကိုเนาะတခါမှအဲ့လိုမျိုးဟိုကဖြစ်ခဲ့တယ်မရှိဘူးပေါ့မြစ်တာနဲ့အုပ်ချုပ်တယ်ဒါပေမဲ့အဲ့မြစ်တာသည် ေးလို့ရတဲ့လူပဲပေးတာခုနလိုလူမျိုးတော့မပေးဘူးတထမယိုင်းနဲ့မပြောနဲ့မယိုင်းနဲ့နော်ရှင်းရှင်းပြောရင်မယိုင်းနဲ့ကျမအဲ့လိုပုစုပဆက်လဲပြောတတ်တယ်နော်အဲ့ဟိုဟင်းပြောတဲ့လူဆိုကျမတခုံးပဲပြောလိုက်တာအလုသမားငားတာအလုရှင်ငားတာမဟုတ်ဘူးလို့အလုရှင်လို့လုရှင်လားမလုံးနဲ့လို့အမယိုင်းနဲ့မထင်နဲ့နော်အဲ့လိုပြောရဲဆိုလို့ရှင်စဉ်းစားလို့ကိုမရတော့အန်အောလုံးလို့နော်အန်အောလုံးလို့ဘလိုမျိုးတွေတောင်ဖြစ်သွားလဲအရင်တော့ကကျမ အဲကိုပိုင်ဆောင်ဟိုဖြစ်ဘူးရယ်ပေါ့နော်အဲ့မှာဆရာမတွေနော်အစင်တန်းရှိရှိဘွဲရပညာတဲ့ဆရာမတွေတောင်ဒီလောက်ကြီးတစ်ခါမှအပြုံးမခံခဲ့ရဘူးတော့တိလားဆရာမတွေလာလျှောက်တဲ့ဆရာမတွေတောင်အော်နေတဲ့ထိုင်တဲ့တို့နော်အဲ့လိုမျိုးလေးတွေပေါ့နော်အခုကလေခက်ကြီးရပဲဘလို့ဖြစ်သွားတာလဲဒါမှမဟုတ်ရင်ဒီလိုလူမျိုးတွေကိုကပဲတသက်ရှိရလားကျမကတော့လာပြီးတော့လေအလုံးလျှောက်မဲ့ဥစ္စာကိုလေကျမတခုမဲ့ပြောခုနရှေ့ရပြောမယ်ဆိုတဲ့ဟာကိုပြန်ပြောလိုက်မယ်ဘာလဲဆိုတော့ကျမဒီအပြင်ကလေးတွေနဲ့ ဒီအဆောင်မှာနေတဲ့ကလေးတွေနဲ့လဆာတူတူပေးထားတာနော်ဒီဟာကလေးတွေကိုပြောတာအဆောင်နဲ့စားစရာဒီအမ free season ပေးထားတာညီမလေးတို့အဆင်ပြေအောင်အဲ့ဒါကြောင့်မလို့မစားနိုင်တာရှင်ကိုယ့်အိမ်ရောက်ကိုချက်ပြုတ်ယူလာခဲ့ဆိုတာအကုန်လုံးကိုပြောတယ်ပြောချင်တဲ့အိဗေကကျမကဒီမှာအခုချက်ပေးနေတယ်ကလေးမလေးဒီလဲထမင်းချက်မရှိသေးတော့နော်သူချက်ပေးနေရပေါ့နော်သူဟင်းချက်တာအရင်အကောင်းကြီးမဟုတ်ဘူးဒါပေမဲ့ကျမပဲအရန်ဟိုငမွဲကန်စာတာပါလို့လားမသိဘူးကျမအခုချိန်ထိလေဘလို့ပွားမျိုးဝဲနေရနေရကျမ ဟိုဘလို့နေနေစားနိုင်တောက်နိုင်နေတော့ကျမလည်းကြီးမများဘူးသိလားတချို့လူတွေကပဲဟုတ်ရဲ့ဖြစ်လေဖြစ်မှာပေါ့နော်အရန်ချမ်းသာပြီးမှသူများအလုပ်လာလုပ်ကြတာဆိုအရန်ချမ်းသာတဲ့တထေးမကြီးတွေဆိုတော့ဟုတ်ရှင်လဲဟုတ်မှာပေါ့နော်ကိုရီးယားဆင်းရဲသားဆိုတော့စားနိုင်တောက်နိုင်နေပေါ့နော်အဲစားနိုင်အဲ့လိုမျိုးပေါ့နော်ရွေးပြောတာတော့မဟုတ်ပါဘူးအဲ့လိုမျိုးတွေဖြစ်နေလို့ပေါ့နော်ခံစားနေရလို့ပေါ့နော် အလုတ်တောင်လာမလို့ရသေးဘူးဟင်းကောင်တစ်ယောက်ကိုဘယ်နဲ့ထက်ကျွေးရတော့ချက်တဲ့ဟင်းတွေကကောင်းရောကောင်းရဲ့လားဆိုတော့နော်အန်အောလို့မစုံဘူးပေါ့နော်အဲ့လိုလူမျိုးတွေကိုပေါ့နော်အဲ့လိုလူမျိုးတွေလည်းလာမလျှောက်ပါနဲ့လာလည်းမလုပ်ပါနဲ့ကြုံမှုကြလာတော့မသိဘူးအရင်နော်အမြဲတမ်းလေအလုတ်သမားတွေကပဲဇက်နာနေရာတွေတွေ့နေလို့အလုတ်ရှင်တွေလည်းအရင်ဇက်နာရတာရှိရဲ့နော်ကျမလိုမျိုးဒီလိုဖို့မပြောချားလို့နော်ကျမ ခံစားရတာတွေပြောလိုက်လို့ရှိရင်လေဒီဗီဒီယိုတွေတော့ပြီးမှာမဟုတ်ဘူးအပိုင်းတစ်အပိုင်းနှစ်တွေအပိုင်းသုံးတွေနဲ့လာမှာเนาะအဲ့လိုပြောတိုင်းလုပ်ငန်းရှင်တွေမကောင်းတာမဟုတ်ဘူးဟိုတလောကလည်းတွေ့ရတယ်အာအလုပ်သမားတွေစုပြီးအလုပ်ထွက်သွားတယ်ဆိုတဲ့ဥစ္စာအကုန်လုံးကမှတ်တာလုပ်ငန်းရှင်တွေအပြစ်လို့မှတ်တာဘာဖြစ်လို့လဲဆိုတော့အကုန်လုံးကလုပ်သမားစိတ်ဓာတ်တွေဖြစ်နေကြတာလုပ်ငန်းရှင်စိတ်ဓာတ်မတွေးကြဘူးအော်ငါလုပ်ငန်းရှင်ဖြစ်သွားရင်ငါဒီလိုမျိုးဆိုရင်ဟိုငါအပြစ်လားအဲ့ကောင်မလေးဆိုရင် နော်အဲ့နည်းတင်ထားတဲ့ကောင်မလေးသူတို့အကုန်လုံးဝင်တန်းနေပေါင်းပြီးတော့ထွက်သွားတယ်ပေါ့နော်အလုရှင်ကောင်းလို့ထွက်လို့ရရနော်အလုရှင်မကောင်းတဲ့လူဆိုအဲ့လိုမျိုးနေကိုပြန်လွတ်ပေးမှာမဟုတ်ဘူးကောင်းလို့နားလည်မှုပေးလို့ပြန်လွတ်ပေးလို့အဲ့လိုလုတ်သွားကြတာနော်ရှင်းရှင်းပြောရရင်နော်ကျမလုပ်ငန်းမှာလည်းရှိရဲပညာပြကြတာဘလို့လဲဆိုတော့သူတို့မရှိရင်အထယ်မထွက်ပါဘူးဆိုပြီးအုပ်စုလိုက်ကြီးမျိုးစုံဆန်သားပြတာကျမကိုဟိုလူနဲ့ရန်ဖြစ်ပြဒီလူနဲ့ရန်ဖြစ်ပြသူတို့ဘက်ကပဲနေရာတကာတိုင်းပါတာအကိုကလည်းအော်သူတို့တွေကချုပ်နေတဲ့လူတွေပါအော်သူတို့ကိုပဲပါပါပြီးတော့ ော့နောက်ပိုင်းကျတော့သူတို့တွေကဟိုအကုန်လုံးပုံမှာသူတို့ကဆရာကြီးတွေဖြစ်သွားအဲ့ကျတော့ကျွန်မလည်းတီးမခံနိုင်တော့ရတယ်နင်တို့ထွက်မှလာထွက်အော်ဆူလိုက်ထွက်အဲ့လိုမျိုးနော်အဲ့လူတိုင်းပုံမှာရှိရယ်နော်အဲ့လိုစိတ်ရှိနေသူတွေဘယ်တော့မှလည်းမတိုးတက်ဘူးငါမရှိရင်ဒီလုံငန်းကမလဲပက်လောက်ပါဘူးဆိုပြီးလူတွေရှိကိုရှိရယ်